ကျွန်တော်တို့ဘယ်တိုင်းပြည်ပဲဖြစ်ပေါ့ငင်းငင်းကြီးနဲ့တည်ငြိမ်ရအခြေခံပဲဟုတ်ကဲ့နိုင်ငံတော်ရဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက်အခြေခံလိုအပ်ချက်ကငင်းငင်းကြီးနဲ့တည်ငြိမ်အေးချမ်းရပဲဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံတော်ရဲ့ငင်းငင်းကြီးဟာအမျိုးသားရေးတာဝန်ဖြစ်တယ်လို့ကျွန်တော်ပါတီကရှင်းမစွာတဲ့ခံယူထားတယ်နောက်တစ်ခုကတော့အစိုးရဆက်ဆက်လဲကျွန်တော်လမ်းစဉ်ပါတီကာလာရောပဲကျိုးစွာကျိုးကျိုးပန်းတာပဲ ကျိုးဝမိမဲ့လို့အကြောင်းကြောင်းကြောင်းပေါ့နော်ဟိုမရမဖြစ်သေးဘူးအတိုင်းသာအတိအခုကျင်းနေတာမဖြစ်သေးဘူးမဖြစ်တော့ကျွန်တော်တို့တိုင်းသာစီရိုးပါတီပါလည်းပဲဒီငင်းငင်းနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်တို့ NC မပေါ်ပေါက်ခင်နေက NC ပေါ်ပေါက်ဖို့အတွက် NC ဖြစ်တည်လာဖို့အတွက်ကျွန်တော်တို့ပါတီရဲ့အဲ့ဒီတော့ပါတီ60လောက်ပဲရှိတယ်96ပါတီနဲ့စုပြီးတော့ အစီအဖြစ်မြောင်ကြီးဂျိုးပန်းနဲ့ဂျိုးပန်းမှုကအဲ့ဒီတည်းအစာယူကျွန်တော်ကပါဝင်ပူပေါင်းဂျိုးပန်းတယ်အဲ့ဒီတော့အဲ့ဒီလို56ပါတီနဲ့စီဝေးတွေလုပ်ပြီးတော့ညင်တိုင်းပြီးတော့ကျင်းပါတော့ဥက္ခရာဥက္ကံရှင်ကတဘာပြည့်လို့ရတယ်ဟုတ်ကဲ့အဲကျွန်တော်တို့ကစူးနေပေါ့နောက်အဲ့ဒီပါတီတွေစူပေါင်းဟောစူးနေတဲ့စူးလို့ဝဲရတယ် NC ပေါ်လာရင် NC ကိုအကောင့်ထည့်ဖို့အတွက် ဟိုတည်းလိုတာပေါ့ဗျာဘာ political frame ကဟို frame နိုင်ငံရေးမူပုံလိုဟုတ်ကဲ့အော်နိုင်ငံရေးမူပုံလိုတော့လည်းပဲ15ပါတီကိုရွေးတာပေါ့ကျွန်တော်တို့ပါတီပါဝင်အဲ့နိုင်ငံရေးမူပုံရေးတော့ကျွန်တော်ပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့နိုင်ငံရေးမူပုံရေးတဲ့အဖွဲ့မှာဆက်တောင်းယူနောက်အဲ့15ဦးတည်းကတော်တော်လေးပြီးတော့ကျွန်တော်တို့ရေးထားတဲ့နိုင်ငံရေးမူပုံအခြေခံအကြမ်းကိုပြည်တွင်းပြည်ပပညာရှင်တွေနဲ့ ညှင်းနိုင်မှုတွေ၅ရောက်ကတောင်းရင်လို့อ่ะဟုတ်ကဲ့ကျွန်တော်အဲ့မှာဆက်ပြီးတော့ပါဝင်လာပြီးတော့လုပ်အဲ့တော့ဟိုညင်းချင်းညီလာခံကြီးမပေါ်ပေါက်ခင်နေရပေါ့ပေါ်ပေါက်မှုတွေရေးတဲ့ NC ဟုတ်ကဲ့ NC ဖြစ်မြောက်အောင်စာပြီးကျွန်တော်တို့အဲ့ဒီလိုကြိုးပမ်းခဲ့တာပေါ့နော်ဟုတ်ကဲ့ခင်ဗျာဒီကနေ့မှလည်းအင်္ဂရုဆွေးနွေးတာတွေ့ပါတယ်ဒီကနေ့ဘယ်လိုအကြောင်းအရာကိုအဓိကခေါင်းတည်ပြီးတော့ဆွေးနွေးခဲ့လဲခင်ဗျဟုတ်ကဲ့အဲ့တော့ဟိုညဉ့်ညဉ့်ညီလာခံ ဖြစ်တာပေါ့နော်ဥသိမ်းစိန်စိုးရလက်ထက်ကကျွန်တော်တို့အစဉ်စဉ်ဝိုင်းကြိုးစားတဲ့အတိုင်းဖြစ်တော့ဒါတို့ဟိုရုပ်ောက်ပဲမှာအဲ့တော့တို့ဟိုချုံလိုက်မအောင်မြင်ဘူးမအောင်မြင်မယ်လို့တို့လုတ်တဲ့လက်စတောင်းဝန်တိုင်းညီငယ်ညီလာခံကြီးဖြစ်အောင်တည်ပြီးသွားအဲ့တည်ပြီးသွားတဲ့ညီငယ်ညီလာခံမှာလည်းဥက္ခရာကတိုင်းသားစီလုံးညီညီပတ်သက်ပြီးတော့ဒီတိုင်းသားလူမျိုးတိုင်းဟာမိမိတို့ရဲ့ identity အတိုင်းပေါ့ကိုယ်ရဲ့ရက်တွေဝင်ရှိရမယ်ဆိုတဲ့အချက်ကိုဆွနေတော့ကျွန်တော်ကစီဝါရေးအဖွဲ့မှာဟုတ်ကဲ့နော်နိုင်ငံတော်ရဲ့စီဝါရေးမှာဗန္နာရေးစီဝါရေးစီမံကိန်းဟာကြညာအဲ့တော့ဗန္နာရေးစီဝါရေးလူမှုရေးဒါတိုင်းတိုင်းစီမံမှုနဲ့ဆက်ဆက်တာ哦အဲ့ဒါညီညွတ်ဖို့အတွက်ဆွနေရတဲ့အချက်လက်မှာကျွန်တော်ပါဝင်ပြီးတော့ဆွနေနောက်ပါလာတဲ့မြို့သမီးကိုယ်စားလှယ်က ူကလူမျိုးရေးမှာဆိုနေအဲ့တော့ဟိုငင်းငယ်ညီလာကဒီနေ့ NC ထိုးတာ10နှစ်ပြည့်ပါအဲ့ဒီငင်းငယ်ညီလာက NC ထိုးပြီးတော့စဖြစ်တဲ့တည်းကကျွန်တော်ညီလာကမှာတော့လျှောက်ပါလာတော့ဝတ်နေတယ်အခုကတော့10နှစ်ပြည့်အထိမ10နှစ်ပြည့်အထိမ်မှာကျွန်တော်တို့ဒါတက်တယ်တက်တော့ရွေးချက်ကတော့10နှစ်မြောက်ကနေပြီးတော့နော်ဆက်လက်ပြီးတော့ဒါကျွန်တော်တို့ အစီအတွင်းရှိဖို့အဲအစီအတွင်းရှိတော့သာဝရညဉ့်ဉဏ်ကြီးဖြစ်ထုံးဖို့ဆိုတဲ့ဥဒေကျင်နဲ့ဆောင်ရတော့ဟုတ်ကဲ့ဆောင်ရတော့ကျွန်တော်နဲ့ဥက္ကမောင်သေးဘာနေကုန်ဒီတောင်းဟာနှစ်ယောက်လာတက်တော့ဟုတ်ကဲ့တက်ပြီးတော့ပထမနေ့ကတော့တွေ့တဲ့အတိုင်းဖွင့်ပွဲနဲ့နော်နိုင်ငံတော်အကြီးကြီးအမင်းဝန်ပြောနောက်ဟိုတည်းမနေ့ကစာယူတော့အဖွဲလိုက်ဒီနေ့လည်းအဖွဲလိုက်ဆွေးနွေးဆွေးနွေးတော့ကျွန်တော်ကအဲနိုင်ငံရေး စီဝါရေးအဖွဲ့ပါဆွေးနွေးတယ်ဥက္ကမသိန်းကနိုင်ငံရေးအဖွဲ့ပါပေါ့ဟုတ်ကဲ့ဆွေးနွေးတော့ကျွန်တော်ဒီနေ့အဓိကဆွေးနွေးခဲ့တဲ့အချက်ကဟိုအဖွဲ့ကိုစားပေါ့အဖွဲ့ဒီခွဲလိုက်တာဟုတ်အဖွဲ့ဒီစုဖွဲ့တာစံငါဘွဲတော်ဒီရှိတာပေါ့ကိုသူ့ဖွဲ့ကိုဖွဲ့တယ်အဲ့ဒီမှာကျွန်တော်ဆွေးနွေးတော့ကျွန်တော်တို့ဖွဲ့ကဒီနေ့ဖြစ်ပေါ်နေတဲ့မာဒီပိုလာဝါပေါ့ဘဟုဝင်ရိုးစုံနိုင်ငံပေါ့ဗျအရင်တော့တနနိုင်ငံเนี่ยကြီးစိုးတဲ့ မာတီပိုလာပေါ့ဟုတ်နောက်ကြတော့ဟိုဘိုင်ပိုလာပေါ့နော်ဟိုအိုလီဖြစ်သွားတော့ဟိုရုရှားသူဟိုလီဖြစ်လာတော့ဟုတ်ကဲ့နောက်တစ်ခါရုရှားကဟိုဖြစ်သွားတော့ပြန်ပြီးတော့ဟိုဟာဘိုင်ပိုလာလို့ဖြစ်ခဲ့တာတနိုင်ငံရဲ့အခုကတော့ဟိုနိုင်ငံဒီမှာအင်းအင်းအချင်းဝင်ညာအပြန့်အနှံ့ဖြစ်လာတယ်အနောက်တွေမဟုတ်ဘူးရှေ့မှာလည်းပဲဟိုတရုတ်ကလည်းသူကဟိုစီးပွားရေးပါစီးပွားရေးစီးရေးအင်းအကြီးလား ောက်ရုရှားကလည်းပြန်ပြီးတော့ဟိုဖြစ်လာနော်နောက်အစုအဖွဲ့တွေကလည်းဟိုကအင်ဒိုပစိဖိတ်ဆိုပြီးတော့မဟာဗျူဟာနဲ့လှုပ်တယ်အမေရိကန်နောက်ဒီကလည်းပဲရှန်ဟိုင်းဖိုက်ပေါ့စောက်ဖွဲ့တော့ရှန်ဟိုင်းဖိုက်ငါးနိုင်ငံပဲအခုတော့၁၀နိုင်ငံဖြစ်သွားပြီနောက်ဟိုဘရစ်ဆိုတဲ့ဘရာဇီးရုရှားအိန္ဒိယချိုင်းနာဆောက်အာဖရိကဟိုအင်ဒိုနီးရှားပါအဲစစတော့အင်အားချိန်ကွန်ညာကတတိယတနိုင်ငံနဲ့မဟုတ်ပဲနဲ့အင်အားချိန်ကွန်ညာပြန့်လာတဲ့ခါကျတော့ မာတီပိုလာဝါပေါ့နော်ဖြစ်လာတာအဲ့တော့အဲ့ဒီဖြစ်တဲ့အချိန်မှာအဲ့ဒီဖြစ်ပေါ်လာတဲ့အချိန်နေနဲ့အညီကိုစီဝါကြီးအခွင့်အမ်းနေလည်းပဲလုံနေအောင်တိုင်းပြီနောက်ရေရှည်တည်တဲ့နဲ့ညီညာရဖြစ်အောင်လို့ဘာတွေလုပ်တင်လဲဆိုတော့အဖွဲ့တွေစွန့်နေကြတော့ဒါကျွန်တော်စွန့်နေတဲ့အဖွဲ့မှာတော့ကျွန်တော်အဓိကလွှမ်းခြုံပြီးတော့အချက်၃ချက်စွန့်နေခဲ့တာပေါ့တချက်ကတော့ဘာလဲဆိုရခါကျတော့အခုကျွန်တော်တို့နိုင်ငံတည်းရဲ့ နိုင်ငံရေးစီးပွားရေးလူမျိုးရေးဖွံ့ဖြိုးမှုလုပ်တဲ့အခါမှာတနိုင်ငံနဲ့တည်တည်လို့လို့မရဘူးနော်ခုနမာဒီဘိုလာလည်းဖြစ်နေဒါတွေနဲ့အကျိုးတူပါအရင်ဟိုတင်းနေပေါ့ဗျာဟိုဂျင်းဂျန်ရေးဖွံ့ဖြိုးတိုးတက်ရေးတွေပေါ့စီရေဥမတယ်ပဲနဲ့အဲ့ဒီအဖွဲ့တွေလုပ်လုပ်တဲ့အခါကျတော့ကျွန်တော်ပြောတာကဒီတနိုင်ငံနဲ့လုပ်လို့မရနောက်တော့တနိုင်ငံနဲ့လုပ်လို့မရတဲ့အပြင်ဒီအရေဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့အခါမှာတော့ဒီ development diplomacy ပေါ့ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်တဲ့တန်တမာရေးရကျင့်ဝတ်ရှိအဲ့ဒါဘာလဲဆိုတော့အစိုးရကတော့သူက track 1ခေါ်တာပေါ့ဟုတ်ကဲ့ပြမလမ်းကြောင်းနဲ့နော်အဲသူကတော့အဆုံးဖြတ်ပြင်းနိုင်တယ်အဲတိုက်ရိုက်သူကပြောပြီးပါဖြစ်ဒါပေမဲ့အဲ့ဒီအစိုးရလို့လို့ track 1နဲ့လုပ်တည်တဲ့တိုင်းပြည်အကျိုးစီးပွားဖြစ်တော့မဲ့လုပ်ငန်းတွေအောင်မြင်အောင်ကျွန်တော်တို့နိုင်ငံရေးပါတီတို့ပညာရှင်အဖွဲ့အစည်းတို့မီဒီယာတို့ကလည်းပဲ ဒါကိုပူပေါင်းပြီးတော့ဟလာဆောင်းချင်းရအဖြစ် truck 2ခေါ်တော့ဒုတိယလမ်းကြောင်းကျွန်တော်တော့အဆုံးဖြတ်မပြုတ်နိုင်ဘူးဒါမှမဟုတ်ကောင်းမွန်တဲ့အဆုံးဖြတ်တွေဖြစ်ပေါ်ရေးမှာ one ဦးတော့ဆောင်းတဲ့ truck 2ပေါ့ပို one point truck ဆိုတာရှိတယ်ဒါတော့နဲ့ပါလားနော်အဲ့တော့ကျွန်တော်တို့ကတင့်ချက်ကအဲ့ဒါပဲခဏဒီ multiple war မှာတိုင်းပြည်ရဲ့ဖြစ်ပေါ်နေတဲ့စီဝါရေးအခွင့်အရေးနေလေအကျိုးရှိစွာဆက်ဆံရရှိစေကိုယ့်ရဲ့ငြိမ်းချမ်းရေးလည်းပဲ ခိုင်ရနေတဲ့ညီညာရေးဖြစ်ဖို့အတွက်တန်တမာကျက်ဝက်နိုင်ငံရဲ့ဆက်ဆက်တဲ့နေရာမှာတော့အဲ့ဒီခုနပြောတဲ့ track rule လမ်းကြောင်းနဲ့လည်းလုတင်တယ်နော်အဲ့လိုလုတဲ့အခါမှာနိုင်ငံရေးပါတီတွေခုနမီဒီယာတွေပညာရှင်ဖွေးတဲ့လုပ်ဖို့ဒါတစ်ချက်ပေါ့ဟုတ်ကဲ့ဒုတိယချက်ကညီညာရေးကိုအခုကျွန်တော်လုပ်တာ NCA ရှိပြီးသားဖြစ် NCA ကအစွမ်းနဲ့တတ်မလို့ကရေးတာမဟုတ်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တင်ပရိစေတဲ့အကြည့်ပြီးတော့အခြေပုံးထောင်ကြည့်ပြီးတော့ညင်းနေခဲ့ဟိုကျွန်တော်တို့လိုက်စားမှာညိတယ်ဟိုဖရင်ရတော့ရေးကြတယ်ပြင်ပြင်းနဲ့လော်ကီလာမှာဟုတ်တယ်စင်ငယ်တက်ရအဲ့ဒါဆက်ကြီးပြီးတော့နောက်ဆုံး SC ဖြစ်လာအဲ SC ကသူကဟိုဒီဖြစ်ဦးနေဖို့ဟိုမခေါ်မလဲအပြစ်ကရဆဲဦးနေမှာ SC ရဲ့ရည်ရွယ်ချက်ကဒီလက်နက်ကန်ပြည်ပခါဒီချုပ်ငင်းမှု အဲ့လိုခြုံညှို့မှုတဲ့နိုင်ငံရေးကိုနိုင်ငံရေးကြီးနဲ့ဒန်းတို့ရေးလို့ဆွေးနွေးကျင်တိုင်းအဲ့ဒီအဖြစ်ရှားပြီးတော့နောက်ဆုံးအန်တီမကျွေချက်ကတိုင်းသားဆန္ဒအားလုံးလိုလားနေတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးတည်ဆောက်ဖို့ဒါအဲ့ဒါ NCA ရဲ့ဟောပဲ NCA ဆိုတော့တနင်္ဂနွေပြစ်ခတ်တိုင်မှုရာစီရုပ်ပြစ်ခတ်ဖို့သူ့ကျွေချက်အဲ့တော့အဲ့လိုလုပ်ဖို့အတွက်သူကလုပ်ငန်း robot ပေါ့ဟုတ်ကဲ့လုပ်ငန်းအစီအစဉ်က90ရှိတယ် ဒီ NGO လက်မှတ်ရေးထိုးခြင်းအပါအဝင်လုပ်ရမယ့်လုပ်ငန်းစဉ်တွေအစဉ်အဆက်ခုနှစ်ချက်အဲ့ဒါပြည်ပြောင်းသွားရင်ဒါဒီမိုကရေစီနဲ့ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်ဖို့အဲ့ဒီလိုလုပ်ဖို့အတွက်သူကလုပ်တဲ့လုပ်ငန်း133ချက်ရှိတယ်လုပ်ရမယ့်လုပ်ငန်းနိုင်ငံရေးရညီနိုင်ငံလုပ်ငန်း35ချက်စီရေးရညီနိုင်ငံရမယ့်လုပ်ငန်းတွေက55ချက်ဟုတ်ကဲ့တိုင်းသားဒေသအားလုံးเนาะညီညာနဲ့ဖွံ့ဖြိုးတိုးတက်မှု တပြည်လုံးဖြစ်စေဖို့လိုအပ်မယ်လုံက20နဲ့300ရစုစုပေါင်း130နဲ့300ရရှိတယ်အဲ့133ကိုအကောင့်ထဲမှာဘလို့လွှဲနေရပါ institution က3ဖွဲ့ရှိတယ်ဟုတ်ကဲ့တစ်ဖွဲ့က GMC ဆိုတာဟိုလက်နက်ကိုင်အပြစ်ကရက်ဆဲထားတယ်အပြစ်ကရက်ဆဲတဲ့ကြားမှာ ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်လို့ရှိရင်အကြဲအကြဲမဖြစ်ပဲနဲ့နော်ညင်ရောထိမ့်တယ်အောင်လို့ဆိုပြီးတော့ joint monitoring company ဟုတ်နော်ဒါတစ်ဖွဲ့ ောက်တစ်ခုကခုနပြောတဲ့လုပ်ငန်းတရက်ဆက်300ယောက်ကိုသူ roadmap ခုနှစ်ရက်နဲ့ပေါ်ဖို့က UBDJC ဟုတ် Union Peace Dialogue Guide ကိုပြည်တော်စုညီညာရေးဆွေးနွေးမှုပူးတွဲ comedy အဲ့ဒီမှာကလွတ်တော်အစိုးရတက်မလို့အစုအဖွဲ့ပါတယ်တိုင်းသားနဲ့နိုင်ငံအစုအဖွဲ့ပါတယ်နိုင်ငံပါတီအစုအဖွဲ့ပါတယ်အစုအဖွဲ့တစ်ခုစီကအခုကတော့လောလောဆယ်ဆက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 ်ရောက်စီပေါ့အဲ့ဒါစုဖွဲ့ပြီးတော့ခုနပြောတဲ့လုပ်ငန်းစဉ်တွေကို နိုင်ငံနိုင်ငံနီးရပေါ့ဗျညှိနှိုင်းပြီးတော့အပြေရှာအကျွန်တော်ကခုနမေးလို့ပဲစပြီးတော့ NCA ဖြစ်ပေါ်တယ်ကအဲ့လိုဆက်လှုပ်လာဟုတ်ကဲ့လှုပ်လာတော့ပထမဆုံးဦးသိန်းစိန်ဆိုတာပြီးတော့နောက်ဒီနောက်ဆိုတာတက်လာတဲ့အခါကျတော့ညီလာခံခေါ်တော့ညီလာခံကြတော့လေဘာနဲ့လို့อ่ะဒီ NCA နဲ့ပဲသွားတာ NCA ခုနပြောလို့ဒီနိပရိစ္ဆာကာလတာရှိအားလုံးနှိမ့်ပြီးတော့ဟုတ်လှုပ်ထားတဲ့ဟာဆိုတော့အဲ့ဒါဆက်လှုပ်ဆက်လှုပ်တော့ အဲပြည်တော်စုငင်းငယ်ညီလာက22ရာစုပြင်လို့ဆိုပြီးခေါ်တာပေါ့ဟုတ်ကဲ့အဲ့ဒီဒုတိယအစည်းအဝေးပေါ့ပထမအစည်းအဝေးမှာတော့ညီကြနိုင်ကြကိုဟိုဒီလိုက်ဖွဲ့လိုက်ပြောကြတဲ့ဟာတွေပေါ့ဗျတင်ပြကြတာပြောကြသူက union ကခေါ်တယ်ပြည်တော်စုဘောလူကြီးရဲ့အဲမချနိုင်ဘူးဟုတ်ကဲ့ဒုတိယအစည်းအဝေးကြတော့နိုင်ငံရေးစီဝါရေးလူမှုရေးသဘာဝတရားစတာ၄ရပေါ့ဟုတ်ကဲ့လုံခြုံရေးကတော့သူတို့ညီနိုင်စဉ်းစားတော့ အလုံးအောင်39ရက်ချမှတ်နိုင်တယ်ဒါ union အကော့ဟုတ်ကဲ့နောက်ဟိုဒီတတ္တရာစီဝေးကြတော့14ရက်ချနိုင်တယ်အဲ့တော့အလုံးအောင်40နဲ့51ရက်ချပေါ့နောက်ဟိုပြည့်ခဲ့တဲ့နောက်ဆုံးစီဝေးပေါ့နောက်ဆုံးဟိုပြန်မစခင်နောက်ဆုံးပေါ့ဗျာ21ရက်21ရက်21ရက်ချနိုင်တယ်အဲ့လိုကျွန်တော်လုပ်နေတဲ့အခြေအနေပေါ့အဲ့တော့အခုကတော့စနစ်ပြေလုပ်ငန်းပြီးပြီเนาะဒီကြားထဲမှာ ညင်းညင်းလုံဝန်းနေလို့မပြတ်အောင်လည်းပဲမော်ဒင်ခေါ်တော့အမျိုးသားစီလုံးညင်ညင်းနဲ့ညင်းညင်းဖော်ဆောင်မှုကော်မတီဆိုတော့ဖွဲ့ထားအဲနိုင်ငံရေးပါတီ16ဖွဲ့ဒါဥက္ကမောင်သိန်းတို့ကျွန်တော်ပါတီရဲ့ကိုစားပြုပါတယ်အဲ့ဒီဖွဲ့ကဒီလုံငန်းတွေကိုညီလာခံပါတယ်ရွေးကော်ဝပီလို့လွှတ်တော်ပေါ်လာရင်လွှတ်တော်မှာပြုပြင်စဉ်ပြုပြင်လိုက်တဲ့ပုံပါလေပြုပြင်ပြီးတော့ဒီဖွဲ့စည်းပုံခြေကဥရိယာ ိုကောင်းပြီတော့ဗျာဓမ္မစင်းနဲ့ဖွဲ့ဆိုတဲ့နိုင်ငံဒီစော်ရီတွေအသင့်ဖြစ်အောင်ဒါမပြတ် လုပ်နေတယ်လုပ်ပြီးတော့အုပ်ဆယ်နဲ့ဆိုတော့ဒါပြန်တယ်လိုက်ဟုတ်ကဲ့တယ်ပြီးတော့ရုပ်ောက်ဝယ်ပြီးလို့ရှိရင်ခုနကျွန်တော်ပြောခဲ့တဲ့လုပ်ငန်းစဉ်တွေယူရချက်တွေလုပ်ငန်းတွေကိုစင်ဆက်မပြပေါ့ပြန်ပြီးတော့ပိုလုပ်နိုင်မယ်လို့ကျွန်တော်ညီမန်းထားတယ်အဲ့ဒီညီမန်းချက်ကိုပဲဒီစနစ်ပြေကဒါစပြီးတော့ဖော်တာဟုတ်ကဲ့ခင်ဗျဖော်တော့ကျွန်တော်အနေနဲ့ခုနသုံးချက်ဆိုတာတစ်ချက်က နိုင်ငံရေးစီးပွားရေးလူမှုရေးလို့ရင်အဲအစိုးရတစ်ဖွဲ့တည်းလုပ်လို့မဟုတ်သူကတော့အဆုံးပြန်ပြနေတဲ့လမ်းကြောင်းပေါ့ truck one ခေါ်တာဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံရေးပါတီတွေအပညာရှင်စုအဖွဲ့တွေနောက်မီဒီယာတွေကပူပေါင်းလုပ်တယ်ဒါကဒုတိယလမ်းဒုတိယလမ်းဟုတ်တယ်အဲ့ဒါနဲ့လို့ဖို့နော်ဆိုတော့ကျွန်တော်ကဒါတစ်ချက်ကျွန်တော်တင်ပြဟုတ်ကဲ့နောက်ချက်က ONC ဆိုတာကကျွန်တော်ဟောတာပြောလို့လုံနီးညီမန်းချက် နော် လုပ်ရမယ်လုပ်ငန်းအစီအစဉ်လုပ်မယ်လုပ်ငန်းအချက်လက်တွေနောက်အန်တီမယူမန်ဂျာကဘာလဲအဲ့ဒီဟာတွေကကျွန်တော်လွတ်တော့အစိုးရတတ်မတော် EU တွေနဲ့နိုင်ငံစုဖွဲ့တွေသိလို့မဖြစ်ဘူးပြည်သူတွေကဘာလဲ NC နော်ဟုတ်အဲ့တော့ NC ဆိုတာခုနပြောတဲ့ယူမန်ချက်တွေနဲ့လုပ်တဲ့ဟာပါလားဟုတ်အဲ့တော့တို့လည်းလုပ်ဖို့လို့တယ်နော်တို့အလုံးကြီးကြီးမှုအတွက်တို့အသက်အိုးရင်စီစီတို့ဟိုလုံုံအေးချမ်းပြီးတော့ လူမှုစီးပွားဖွံ့ဖြိုးတဲ့ရွေချက်နဲ့သာဝရငြိမ်းချမ်းဖြစ်ဖို့လုပ်တာဖြစ်တဲ့အတွက်အာဒါရီဝါလာဆိုတော့သူတို့သိဖို့လို့သိဖို့လို့တဲ့အတွက် NCO လည်းပဲကျွန်တော်တို့တွေသိုံမဟုတ်ပြည်သူလူထုကသိအောင်ပြန်ပြန်အတိပေးပညာပေးဖြန့်ချိတယ်လုပ်ဖို့လို့တယ်ဒါမှ NCO ရဲ့ရွေချက်နော်အနှစ်သာရကြီးဒါတို့တို့အတွက်လုပ်တဲ့ဟာပါလားဆိုတော့ပြည်သူကပူပေါင်းလာဟုတ်ကဲ့ဒါဒုတိယချက်ပေါ့နောက်တတိယချက်ဆွေးနွေးတာက အခုကျွန်တော်ခုနမာဒီပိုလာဝါအခြေအနေမှာတည်ငင်အေဂျင့်ဖွံ့ဖြိုးတဲ့အခြေအနေဖြစ်ဖို့အတွက်မူရဲ့ view ဟာရကျွန်တော်ဆွေးနွေးတာမူကတော့ဘာလဲဆိုတော့လွတ်လပ်ရေးရတဲ့ကျင့်သုံးနဲ့လွတ်လပ်ရေးတက်ကြွရတဲ့ဗမ်လိုက်တဲ့မူဟာဒါကျွန်တော်မှန်တယ်လေနော်မှန်တယ်ဒီတိုင်းဆက်လို့နောက်တစ်ခုကအဲ့ဒါအပြင်ဒီအများနဲ့ဆက်ဆံရတဲ့ကာလမှာငြိမ်းချမ်းတည်ငင်အေဂျင့်မှုအတွက်ဒီ ငင်းညာဆိုတာသူတို့ကရှင်တွဲတင်တိုင်းမူကြီး၅ရက်ဆိုတာတည့်ရတိုင်းဒါလည်းပဲမြန်မာနဲ့တည်ယုံတာမြန်မာနိုင်ငံမှာစ initiate လို့ဆိုနေတာနော်ဦးနှုံနဲ့ချိုလိုက်ပေါ့ဗျာဟုတ်ကဲ့နောက်ပြီးတော့90နဲ့9ဦးထင်တော့တယ်အင်ဒိုနီးရှားနိုင်ငံဘန်တောင်းညီလာခံမှာအိန္ဒိယပါပါနော်တော့ initiate လို့ပြီးတော့ငင်းညာဆိုတာသူတို့ကရှင်တွဲနေတိုင်းမူကြီး၅ရက်ဆိုတာချခဲ့ချခဲ့တယ်အဲ့ဒါကိုကျင့်သုံးတယ် နောက်ဘယ်နှစ်နှစ်မြောက်ဘယ်နှစ်နှစ်မြောက်ဆိုပြီးတော့မြန်မာနိုင်ငံတရုတ်နိုင်ငံအိန္ဒိယနိုင်ငံမှာလည်းကျင်းပါအဲ့ဒါကိုဆက်ကျင်းသွင်းဖို့ဒါကမူပေါ့ဟုတ်အဲ့ဒါကျင်းသွင်းပြီးတော့ဖြစ်ပေါ်နေတဲ့အခြေအနေရစီဝါရေးအခွင့်အရေးနဲ့ကျွန်တော်တို့ရဖို့နောက်ညဉ့်ညဉ့်လေးပဲခိုင်မြဲတည်ပြန်ဖို့ဆိုရင်နော်အကျိုးတူတဲ့နှစ်ဖက်အကျိုးတူလုပ်နေတဲ့နိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့ပုံမလို့ပါအခုလောလောဆယ်တရုတ်တရုတ်ကတော့အိန္ဒိယရှင်ပဲနော် အင်းကြီးဆိုတာယူလို့မရဘူးတင့်တင့်မြတ်တာတဲ့အခြေအနေဖြစ်အောင်လို့ကြိုးပမ်းပြီးတော့ဒါပူအောင်တော့နောက်အိန္ဒိယအိန္ဒိယလည်းအခုတကူကြီးလာပြီဟုတ်တယ်နော်ကျွန်တော်အခုဆိုရင်ဒူရီလည်းအများဆုံးဒူရီလည်းအများဆုံးဒီနယ်နိုင်ငံများထဲမှာကျွန်တော်ရှိအဲ့တော့အိန္ဒိယအရင်တော့နည်းနည်းဟိုနည်းနည်းစိမ့်တာပေါ့နော်အခုတော့အိန္ဒိယလည်းသူ့အမူနဲ့သူချတာရှိတယ်ပထမအမူကြီးမှန်းချက်က look is look is policy အဲ့ဘူးလားဆက်အရှိ့ကို ောက်တစ်ခုကတော့တဆင့်တို့တော့ at is ကြည်ယုံနေမှုကိုလက်တွေ့သွားလို့နောက်တစ်ခုကတော့ကျွန်တော်ပါဝင်အင်းနေချင်းကိုနိုင်ငံလည်းရှိကြည်တော့ဒါဘာခေါ်လဲဆိုတော့ neighborhood priority အင်းနေချင်းတို့ပုံပုံနိကဆိုတာညီနေဆက်ဆံပူပေါင်းမယ်ဆိုတဲ့မူနဲ့ရှိလာတော့အရင်နဲ့ပို့ပြီးတော့အိန္ဒိယကစီးပွားရေးเนาะနောက်နိပညာပူပေါင်းဆောင်ရည်စသည်ဖြင့်ပညာရေးအဲ့ဒါတွေပါမှာ ို့ပြီးတော့ဆောင်ရလာဒါအိန္ဒိယတရုတ်ကတော့ဟိုနာပြုတ်ဟုတ်ကဲ့နောက်ရုရှားရုရှားကတော့အဝေးပဲဝေးပဲသူလည်းပဲအခုနင်းနီးကကပေါ့ဒါသူ့အကျိုးကိုအကျိုးပေါ့သူကလည်းကျွန်တော်နဲ့ပိုးရင်းနှီးအောင်ပေါ့တာကျွန်တော်နိုင်ငံကြီးအိန္ဒိယနဲ့တရုတ်ကိုဝင်ပေါ့နောက်အရှေ့တောင်အရှအရှပစိဖိတ်မှာအထင်မရချက်ချာကြတဲ့နိုင်ငံနောက်အောင်နာအိန္ဒိယသမုဒ္ဒရာကိုထွက်ပေါက်ပါလေပြောတော့အဲ့တော့အဲ့ဒီလိုနှစ်ဖက်အကျိုးလိုပူပေါင်းတဲ့နိုင်ငံကြီးတွေနဲ့လည်း ူမူပူအောင်လုပ်ပါကျွန်တော်ရည်ရည်ချက်ကနောက်ဒီလမဲကောင်လန်ချမ်းနိုင်ငံတွေကတော့ကိုဒေသတွင်းဆိုတော့ပြောစရာနောက်တစ်ခုကတော့အဖွဲ့အစည်းပေါ့ဟုတ်ကဲ့ခုနပြောလို့မာတီပိုလာနဲ့သူ့အဖွဲ့သူ့ဖွဲ့ရှိရှိပြီးတော့အင်အားကြီးတဲ့ဟိုအနောက်ဖွဲ့တို့ပေါ့ဗျာမတွင်းတို့ရောတရုတ်ကိုကွန်နေတရုတ်ရဲ့အင်အားကြီးတော်မူထိန်ချုပ်ရှင်ကနဲ့ဩဇာကပေါ့အရင်19ရာစုကကိုလိုနီကတစ်မျိုးခု20ရာစုကိုလိုနီလက်သက်ကတစ်မျိုး အဲသူတို့ဩဇာခံရင် proxy land เนาะသူတို့ရဲ့လက်ခံလို့ဩဇာမခံရင် sanction တို့ဘာလို့ညာလို့ ਨੇ ဒုက္ခပြီးတော့ကြီးနေတဲ့ဟို FDI တွေထွက်သွားအောင်ခုလိုတော့ဗန်ဒီဘာတွေကိုငွေကြေးစုမှုရပ်တောင်းလို့လုပ်တာရှိတယ်အဲဒီလိုလုပ်တဲ့အခါမှာတော့ခုနပြောတဲ့ကို့ဒေသတွေမှာရှိတဲ့အကျိုးတူလုပ်နေတဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးဥဒေတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ပါအဲ့တော့ ဟိုလေရှိုင်းကိုပြင်းရှင်း organization အရင်တော့ရှိုင်း5ပေါ့ဟုတ်ကဲ့ခုတော့ဆယ်နိုင်ငံဖြစ်ကျွန်တော်တို့ကသူကအဆင့်သုံးခြင်းပေါ့လိလာသူအဲနောက်တစ်ခုက dialogue partner ဆွေးနွေးပွဲနိုင်ငံဟုတ်ကဲ့နောက်မှအဖွဲ့ဝင်ဟုတ်ကဲ့ခုကျွန်တော်တို့ကပြီးခဲ့တဲ့နှစ်မှာလေဟိုရင်းဖြစ်သွားပြီ dialogue partner ဖြစ်သွားပြီနောက်တစ်ဆင့်ကအဖွဲ့ဝင်ဖြစ်ဖို့လဲတင်တာအဲ့ဒါနဲ့လှုပ်ပါဒါအပြင် bridge brazil russia india တရုတ်တောင်အာဖရိကအခု indonesia ပါပါဟုတ်ကဲ့နောက်ရှေ့ဝယ်လည်းပဲနိုင်ငံတွေရတယ်ဝင်မှုလို့တွေ့ အာပြုနေတူရလဲဟွန်းလာပြောလို့ပေါ့စီဝါရေးအာဆာရေးပြိုးရေးစသဖြင့်ဟိုဘက်ဆုံမနော်စူးစိထားတဲ့ဟာဆိုကျွန်တော်တို့တိုင်လုတ်ပါဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကကျွန်တော်ရဲ့ဖြစ်ပေါ်နေတဲ့မာဒီပိုလွားရဲ့စီဝါရေးအခွင့်အမ်းနေလဲရအောင်ငင်းငင်းရဲ့ခိုင်မာဒီဆောက်အောင်နော်မူရတော့ဒီမူဟာရနှစ်ခုပြူဟာရတော့တက်မြတ်တဲ့အကျိုးပြုနိုင်ငံနဲ့ခိုင်မြအောင်ပူပေါင်း နောက်ဒီအဖွဲ့အစည်းတွေပူအောင်လုပ်ပါဆိုတော့အဲ့ဒီဟောက်ဒါဒီဟာအခုဒီ7နှစ်မြောက်မှာဆွေးနွေးခဲ့ကျွန်တော်လုပ်ခဲ့ဟိုလေးလို့လုပ်ဖို့အတွက်ဆွေးနွေးခဲ့နောက်ဆုံးမိခွန်းအနေနဲ့ကကျွန်တော်တို့ဒီတိုင်းသားစီလုံးညီညွတ်ရေးပါတီဆိုမပေါ်ခင်ညမဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်ကတည်းကတော့တိုင်းပြည်ငြိမ်းချမ်းမှုလုပ်ခဲ့တာပဲเนาะတို့လုပ်ခဲ့တာဒါပေမဲ့ခုချိန်အထိဒီငြိမ်းချမ်းရေးကကျွန်တော်တို့မရနိုင်တာပေါ့မရနိုင်ပဲဖြစ်ဒါအပြင်လက်နက်ကင်အဖွဲ့တွေကပူတူတူလာတဲ့ အခြေခံအကြောင်းတရားတွေကဘာကြောင့်လဲဆိုတော့အန်ကေတာနောက်ဆုံးပထမပိုင်းမေးခွန်းအနေနဲ့နော်ဟုတ်ကဲ့အဲ့တော့ဟိုနိုင်ငံပါတီကာလကလည်းညဉ့်ညမ်းယူစူးစမ်းဥက္ခရာကြီးဆိုရင်ကဲညဉ့်ညမ်းကြီးကွာဘယ်နည်းနဲ့ရအောင်ရအောင်လုပ်ကြစမ်းပါဆိုပြီးတော့ဂျိုးကနာဂျိုးမမယ်လို့ဟိုကိုကကိုဂျိုးကနဲ့မြောက်ပေါ့နှစ်ဖက်ကဟိုနာပြောလို့ပေါ့နိုင်ငံကြီးနဲ့အခြေခံအပြေရှာမဲ့ဆိုတော့လက်တီကျဲကတူမအူအဲ့တော့အဲ့ဒီတော့ဆောင်းသာသာမွေးအဲအဖွဲ့တယ်ပဲသူတို့ညဉ့်ညမ်းကြီး ရတာဗောသူဟိုဟိုရင်းတော့ပါတယ်တောင်ကစသည်ပြောပဲ၄၅ရောက်ပါတယ်ဟုတ်ကဲ့နော်ညောင်းဦးလာခုနတစ်ဖက်ကလက်နဲ့ကြိမ်ဖွေးကြီးတွေကလည်းအရင်နဲ့များလာတယ်ဗျများလာတာဘာလဲဆိုတဲ့အခါကျတော့ခုနကိုယ့်ရဲ့ဒေသကိုယ့်ရဲ့လူမျိုးရေးအဲကျွန်တော်ကတိုင်းသာအုပ်စုနဲ့ရှစ်ရှစ်စုနော်ကချင်ကရကရင်ချင်းမပါ မွန်ရခိုင်ရှမ်းလူမျိုးစုအနေနဲ့135မျိုးရှိအဲ့တော့ပြည်တော်စုတစ်ခုရဲ့နေပြည်ရဲ့အကျိုးစီးပွားတွေကြည့်ရင်ပြည်တော်စုကြီးတစ်ခုလည်းအကျိုးစီးပွားမပါရညို့မြောက်အပြည်တော်စုကြီးအကျိုးစီးပွားဆိုတော့ပြည်တော်စုနေပြည်တစ်ခုချင်းရဲ့တိုင်းသားဝအကျိုးစီးပွားမကြည့်နဲ့မရောက်အဲ့တော့အဲ့လိုတဖြည်းဖြည်းဖြည်းနဲ့အယူဝါဒကွဲတာပြည်ပဆွဲဖက်မှုတွေလည်းလွတ်လပ်ရေးမရခင်နဲ့ရှိခဲ့တဲ့ဟာတွေပေါ့ဗျာ okay. ဒါတွေလည်းအကြောင်းအကြောင်းအကြောင်းရုံနဲ့ကြီးထွားလာတဲ့အခါကျတော့အုံချင်းချင်းရကျိုးပါစေဖြစ်တော့အဲ့တော့ကျွန်တော်တို့ဟာတိုင်းပါတီကတော့ကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးကတိုင်းသားစစ်လို့ညီညွတ်ရေးပဲနော်တိုင်းသားနဲ့စုစည်းနေထိုင်တဲ့တိုင်းပြည်ကတိုင်းသားစစ်လို့ညီညွတ်ရာကျွန်တော်ကနိုင်ငံရေးပဲအဲ့ဒီနိုင်ငံရေးနဲ့မလုပ်လဲတိုင်းသားစစ်လို့ညီညွတ်နဲ့အခြေပြုပြီးတော့ဓမျိုးသားလေးကိုစီဦးမှုနဲ့ညီညာအောင်လုပ်မယ်နိုင်ငံညီညာမှာ ဒေသတစ်ခုချင်းရောတစ်ပြည်လုံးရောညီညာရေးရဆိုပြီးတော့အဟုတ်တာဆက်ပြီးတော့လုံးချအကျိုးပန်းကြတော့အဲ့တော့ဒီရွေးကော်ဝယ်ပြီးရင်ကျွန်တော်ညွန်မှန်းနေတော့ဒီငင်းချင်းလုံကနေအခုလက်ထားပဲဒီဒီဒီစနစ်ပြည့်အဲ့ဒါကိုဥတည်တာပဲဟုတ်ကဲ့နော်ကျွန်တော်ခုနပြောတဲ့ရွေးချက်အတိုင်းပေါ့ဟိုနိုင်ငံတော်ကြီးကလည်းမင်းဟုတ်မှပြောရတာကြားတဲ့အတိုင်းပေါ့ဒီအနေနဲ့သွားမှာနိုင်ငံကျွန်တော်တို့ကငင်းချင်းအောင်အကယ်လို့လုတ်ခဲ့ပြီမဲ့ဒီလက်နက်ကိုင်အဖွဲ့တွေတိုးတိုးလာတဲ့ဟာက ကျွန်တော်တို့ဒါဘာ power sharing လို့ဘာလို့ဒါမျိုးတွေရောဆိုင်လာဘလို့ကြောက်မလို့လက်နက်ကင်ဖွဲ့စည်းတွေတိုးတိုးလာခုနပြောလို့ပေါ့ဟိုပြည်တော်စုတဲ့အလုံးနဲ့ပြည်တော်စုနယ်မြေတစ်ခုလုံးရဲ့အကျိုးစီးပွားဆက်ဆက်ကကိုတပြည်တော်စုဟိုတင်းတစ်ခုလည်းကြိုးဝမှုဆိုတာမရဘူးလေသူရဲ့ဟို resource မှာနော်တန်ဇာဒမှာပိုလာရှိမြို့လာရှိမြို့ เนาะဒီလိုအများကြီးပေါ့ဗျာเนาะခုနပြောလို့ပေါ့ဟိုเจ้าမျိုးကျန်တော့သဘောထား၄ချက်ထားညင်းညင်းပဲတည်းပြီးတော့တိုင်းသားစီလုံးညင်းညင်းမှုရှိရတိုင်းသားစီလုံးညင်းမှုအခြေပြုပြီးတော့တမျိုးသားလုံးရဲ့စီလုံးညင်းမှုနဲ့ဒီဆောက်ကအဲ့လိုဒီဆောက်တဲ့နေရာမှာကျွန်တော်သဘောထား၄ချက်ရှိတိုင်းသားတွေဓာတ်လူကြီးလူရှိရနှစ်ကကိုယ်ဝန်ပြထမ်းဝင်ရှိရကိုယ့်ကျမကိုယ်ဖန်တင်နိုင်တယ်ပေါ့เนาะကိုယ်ဝန်ပြထမ်းဝင်ရှိရနောက်တိုင်းသားလူမျိုး135မျိုးရှိရ လူမျိုးတိုင်းဒီကိုယ့်ရဲ့ identity တိုင်းကိုရက်တည်ခွင့်ရှိရအာရာလူမျိုးကြီးအာသူတို့ကတော့လူမျိုးငယ်နေမြင့်ချင်းတယ်ဒီလိုမရှိရနောက်တစ်ခုကညီညာတဲ့ဖူမျိုးမျိုးရှိရနော်ဒါတွေကတော့ဟိုလို့တက်ကန်နေလူတဲ့ခါမှာညပညာတွေအဲလောတာလည်းလွတ်ရှိမှာလုံးမှာပေါ့ဥပမာပြင်အခုကျွန်တော်တို့ကဟိုခုနပြောတဲ့ဒနာခွေးဦးမိတို့ဘာတို့ညာတို့မှာဇရာလေးဦးနောက်ဆိုလို့ရှိတစ်ကဇရာတစ်ဒါ ြောင်းစုဆိုရရဲ့လုံပံငွေဟုတ်ကဲ့နောက်ဇေယျနှစ်ပြည်နယ်တိုင်းဆိုရရဲ့လုံပံငွေနော်ဇေယျတို့ကိုဝိုင်းဦးချိုးခွင့်ရလေးကတော့ပူနာငါကတော့အခွန်ကောက်ခံရနေဆက်ဒါဒီကျွန်တော်ကဒါဖက်ဒရယ်အခြေခံပုံနေပဲဟုတ်ပါတယ်ဘာလို့လဲလိုတဲ့ဟာကိုညင်နိုင်လို့အဟိုဟိုတင်းတို့ကျွန်တော်တို့ဒီ18ဖွဲ့ကလုံနေဆက်ဒါတွေညှိတာဒါတွေညှိညှိပြီးတော့ဟိုနာကျွန်တော်ပြောတဲ့၄ချက်ပေါ့ဗျာ နော်တန်းလူတွေလူရှိရမယ်ကိုယ်ပဲမြတ်တန်းဝင်ရှိရမယ်လူမျိုးတစ်မျိုးချင်းအနေနဲ့နေမြကြီးတာကျင့်တာမျိုးကိုယ်ကရက်ဟိုရက်တည်တည်ရှိရမယ်ညီညာရဲ့ဖွံ့ဖြိုးရှိရဒါဟိုရင်းမဲ့ပြောမယ်ဆိုအဲ့ဒါလိုတာပြင်ပြီးတော့သွားရင်ဒီရွေးကောက်ဝယ်ပြီးမှတော့အင်းနဲ့အားနဲ့လုံးချင်တော့ကောင်းတယ်အလားလားတော့ကျွန်တော်ရှေ့ရှုံးနေတယ်လို့ယုံကြည်တယ်ကျွန်တော်ကလည်းဖြစ်တယ်တက်တဲ့ဆယ်တဲ့အခုရှင်းတယ်ကြောဟုတ်ပါတယ်ဟုတ်ကဲ့ ကျွန်တော်ဒီနေရာမှာကျွန်တော်တိုင်းသာစီလုံးညီညွတ်ပါတီရဲ့ငြိမ်းချမ်းရေးမှာပါဝင်ပတ်သက်ခဲ့မှုတွေကိုဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဦးသိန်းထွန်းကရှင်းပြသွားတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ပိုင်းမှာတော့နောက်ထပ်ဒုတိယပိုင်းအနေနဲ့တိုင်းသာစီလုံးညီညွတ်ပါတီဘာကြောင့်ဒီချိန်ထိရပ်တည်ခဲ့တယ်လဲအခုဆိုရင်38နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ကြတော့ဒီပါတီရဲ့ဘလို့ရပ်တည်ရှင်သန်ခဲ့တယ်ဆိုတာဒုတိယပိုင်းမှာကျွန်တော်တို့ဆက်လက်ရှုစားပေးပါအောင်ခင်ဗျာ